ထွက်ပေါက်ကိုရှာတွေ့နိုင်တဲ့ကြောက်ဖျားမြင့်ဘေးက River City ဝဒီကတူကောဒီနေ့မှာတော့ကြောက်ဖြားမြစ်ဘေးက River City မှာကျင်းပပြုလုပ်နေတဲ့ Exhibition တွေအကြောင်းပြပြမယ်။ဒီမှာကတော့အများသောအားဖြင့်ဝင်ကြေး free ပါ။အထက်ဝင်လိုက်တာနဲ့ခင်းကျပြတာထားတဲ့ Award တွေကိုကြည့်ပြီးတော့ Agency ရဲ့အမှုပညာလက်ရာတွေကိုခန်းစားနိုင်တယ်။ Naruto fan တွေအတွက်လည်းအခုလက်ရှိကျင်းပနေတဲ့ Naruto the Galarian Bangkok ပွဲကြီးမှာလည်း character တစ်ခုချင်းစီရဲ့ငယ်ဘွားကနေစပြီးတော့ highlight အနေနဲ့9မိနစ်ကြာကြာပြသသွားမယ် final battle limited edition တွေလည်းအများကြီးပါဝင်ပါတယ်။သူကတော့ဝင်ချင်းအနေနဲ့တအုပ်450ဘတ်လို့သိရတယ်။ဇူလိုင်လ31ရက်နေ့အထိပြသသွားမှာပါ။ ီမှာနောက်ထပ်ထူးထူးခြားခြားပြသထားတဲ့ exhibition တစ်ခုရှိသေးတယ်။ကမ်းမရော့အိတ်ခင်းလို့အမည်ရပြီးတော့ဇူလိုင်လ16ရက်နေ့ထိပြသသွားမှာပါ။ဝင်ကြီးရတော့ free ပါ။ scan ဖတ်ပြီးတော့ registration လုပ်လိုက်တာနဲ့ဝင်လို့ရရယ်နော်။ ပွဲတော်ရဲ့ရည်ရွယ်ချက်ကအသက်ကြီးရလာတဲ့အမျှပြောင်းလဲမှုတွေကိုလက်ခံနိုင်စေဖို့နဲ့ကိုယ့်ရဲ့လက်ရှိဘဝအခြေအနေကိုစိုးရိမ်မှုမရှိဘဲနဲ့ကျင့်နဲ့စွာလက်ခံနိုင်ရန်ရည်ရွယ်ချက်ကောင်းနေနဲ့ပြသထားတယ်။စိတ်ကံစားချက်တွေကိုရေးသားပြီးတော့လည်းအမှတ်တရအနေနဲ့ချိန်ဆထားလို့ရရယ်နော်။ ြတ်တာထားတဲ့ပွဲတော်တွေကိုတော့ကြောက်ဖြားမြစ်ဘေးရ River City ထဲမှာမနက်7:00နာရီကနေည7:00နာရီထိတွားရောက်လည်လာနိုင်တယ်။ဒီနေရာလေးကိုတော့ကြောက်ဖြားမြစ်အတွင်း Timor CB, Cypria Bia နေဆင်းပြီးတော့လာရင်ရတယ်လို့ Pascal နဲ့လာမယ်ဆိုရင်တော့ဒီနံပါတ်တွေရောက်တယ်နော်။ ြောင့်မတူကွဲပြားတဲ့အမှုပညာလဲရာတွေကိုခန်းစားရင်းနဲ့မိမိရဲ့စိတ်ထွက်ပတ်ကိုရှာကြည့်ချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုလာဖို့အတွက်ညွှန်ပြချင်တယ်နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတက်ဆက်ပေးသွားမှာမို့လို့ဒီစီစဉ်လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတတ်တာ